ခုပေးလိုက်ပြီဆိုလို့ရှိရင်အဲဒါကတကယ်အဲ့အရာဖြစ်မြောက်လာတယ်ပေါ့နော်အချိန်တစ်ခုပေးပြီးသွားပေးပြီးသွားတယ်ဆိုလို့ရှိရင်အဲ့တော့ဟိုချဲကကြတော့အင်္ဂလိပ်စကားပြောဖို့အတွက်ကိုအရန် crazy အင်္ဂလိပ်စာနဲ့ပတ်သက်ရင်အဲအယူတစ်ပိုင်းဟိုရက်ွက်ထဲကနေပြီးတော့လေကွာတဲ့နိုင်ငံသားတွေလာလို့အမြဲနိုင်ငံသားတွေနောက်ကိုစပိန်နဲ့အပြေးလိုက်ပြီးတော့လိုက်ပြောလို့ရက်ွက်ထဲရတာဟိုဒီလာလို့ဟိုအယူတစ်ပိုင်း အဲ့လိုအင်္ဂလိပ်စာနဲ့ပတ်သက်အင်္ဂလိပ်စာမှာမဟုတ်ချမ်းကစပိန်နဲ့အင်္ဂလိပ်စာနှစ်မျိုးလို့တာပေါ့နော်အဲ့တော့ဟိုအယူတစ်ပိုင်းအဲ့လိုမျိုးချမ်းကိုပြောကြအဲ့လောက်ပြောတဲ့အချိန်ဩသူတို့ကကိုယ့်ကိုအယူလို့ပြောတော့အဲ့နဲ့ကိုယ့်စိတ်ထဲမှာထင်သွားတာဟောငါတော်တော်ခကြီးပေါက်နေပြီငါအယူလို့သတ်မှတ်ကြတယ်ဩနောက်ဆိုရင်ငါအောင်မြင်တော့မှာပေါ့အဲ့လိုမျိုးကိုယ့်ကိုသိတယ်ပေါ့နော်အဲ့ဆိုတော့မျိုးလေးလာပါတယ်ပြီးတော့လေးလာတဲ့ပုံစံကကြတော့ချမ်းကဟိုဟိုက အဲကိုဗစ်တွေနဲ့ပြီးတော့ဒီနိုင်ငံရေးအခြေအနေဆိုတော့ဘာမှမသိတော့ချမ်းလို့ကြောင်းနေနေလိုက်တယ်ပေါ့နော်ကြောင်းစမတတ်တော့ဒုတိယနှစ်မှာရက်သွားဒုတိယနှစ်မှာရက်ပြီးတော့အိမ်မှာချမ်းစားတင်နေပေါ့နော်တခြားဒီအာ၈တန်း၉တန်းနေပြီးတော့၈တန်း၉တန်း၁၀တန်း ီးတော့တခြားခလေးလေးတွေပေါ့အဲ့ဒါကိုချမ်းကအင်္ဂလိပ်စာပြန်တင်ရတယ်ခိုက်ပြန်လုပ်ရတယ်ပေါ့အဲအဲ့ဒီအချိန်မှာချမ်းကဘာမှတခြားလုပ်စရာမရှိဘူးကြောင်းလဲနားထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ချမ်းကဒီအော်ငါ blog တွေစရိုက်မယ်ပေါ့ blog တွေစရိုက်မယ်ဆိုတာဆိုတာနဲ့ရေပြီးတော့အင်္ဂလိပ်စာကိုတခြားလေ့လာမယ်ဆိုပြောမှဒါအဲ့ဒီအချိန်မှာစလိုက်တာပေါ့နော်အဲစလိုက်တဲ့အခါမှာဘာမှချမ်းကဘာမှတော့ trade through တိတ်မရှိပါဘူးဘာမှ trade through ဟိုအဲ့တော့ laptop အင်္ဂလိပ်စာလေ့လာဖို့အဲ laptop ကြီးရှိမှရမယ်လို့ laptop တွေရှိရမယ်ပြီးတော့ ဒီ vlog တွေရိုက်ဖို့ကင်မရာကြီးတွေရှိရမယ်ဓာတ်ပုံတွေရိုက်ဖို့ကင်မရာကြီးတွေရှိရမယ်တော့ iPhone ကြီးတွေကင်ရမယ်အဲ့လိုမျိုးချမ်းမှာဘာမှဘာဆိုဘာမှမရှိချမ်းမှာဖုန်းတစ်လုံးပဲရှိတယ်အဲ Redmi Note 8ဖုန်းတစ်လုံးပဲရှိတယ်အဲ့အားနဲ့စပြီးတော့မှချမ်းကဒီ vlog တွေရိုက်တဲ့ဖုန်းနဲ့တနေကုန်လို့တာအဲ့တော့ဟိုကိုယ်စပွဲကုံမှာမနေ့ရဟလို့မနေ့စာစားပြီးပြီးဆိုရတဲ့ကိုစာတင်တဲ့အချိန်တွေကလွဲပြီးတော့ဗောနော်ကိုစာတင်စရာရှိတာတွေတင်ပြီးတော့အဲအဲ့အချိန်တွေက တနေ့ကိုထိုင်ပြီးတော့မှဒါအင်္ဂလိပ်စာအဲလုတ်တယ်ပေါ့နော်အင်္ဂလိပ်စာလုတ်တော့သူကဟိုနှစ်မျိုးရှိရအောင်ဒီခေတ်မှာအင်္ဂလိပ်စာမတက်လို့ရှိရင်ဟိုအားသုံးလုံးမတက်တာနဲ့တူတူပဲတက်လာကိုယ်နိုင်ငံအแทမှာနေနေသေးရတော့ကိုယ့်ရဲ့ဒီရက်ွက်လေးထဲမှာနေနေသေးရတော့အဆင်ပြေမယ်အဲ့ဒီဘောင်ကိုကြော်ထက်လိုက်တာနဲ့အင်္ဂလိပ်စာတို့လို့တယ်အခုဒီ Facebook တွေ YouTube တွေအတွက်တင်တန်းတွေလာတက်တယ်အဲ့ဒီအတွက်လည်းအင်္ဂလိပ်စာအနေချင်းတော့လိုတာပဲအင်္ဂလိပ်လို့မသိလို့ ့ရှိရင် Facebook ချက်တွေမှာအဲအဲ့လိုမျိုးရှိရပါတော့ဆိုတော့ဒီခေတ်မှာအင်္ဂလိပ်စာလိုလိုတယ်ကွာအဲ့တော့ချမ်းကဘုံတလုံးနဲ့လေ့ကျင့်တာကြတော့လေ့လာပြီးကိုရမ်ဇက်ကနေထုတ်ပြောမှဒါလေ့ကျင့်တာလို့ခေါ်တာအဲ့လိုမလေးမကျင့်မချင်းအင်္ဂလိပ်စကားလုံးဝမပြောတတ်ပါဘူးဆိုတော့လေ့ကျင့်မှုလိုအပ်တယ်ပေါ့နော်ဟိုလေ့လာပြီးလို့ရှိရင်လေ့ကျင့်မှုလိုအပ်တယ်အဲ့တော့ချမ်းကအဲ့လိုနေကုန်းအဲ့လိုဖုံးနဲ့စောက်စာရမ်းနေနဲ့အဲ့လိုမျိုးရေးရမှတ်တယ်လုပ်တယ်ပြီးတော့လေ့ကျင့်တာနေကြတော့ချမ်းက ဲ့လိုကိုယ့်ရက်ကထဲကိုလာတဲ့နိုင်ငံခြားသားတွေသို့မဟုတ်အဲဒီရွှေရုံဖျားပေါ့နော်အဲအဲ့ဒီကိုသွားတယ်နိုင်ငံခြားသားရှိမဲ့နေပေါ့အဲ့နေရာတွေကိုသွားပြောချမ်းကနိုင်ငံခြားသားတွေနဲ့စကားလိုက်ပြောတယ်နိုင်ငံသားတွေနဲ့စကားလိုက်ပြောပြီးတော့နောက်အာကိုယ့်ဘာကိုတယောက်ထဲလဲပြောတယ်ပေါ့နော်အဲ့ကနေစတယ်ချမ်း blog တွေရိုက်ဖြစ်သွားတယ်ဆက်ဆက်မှုရတယ်အဲ့ကနေစတယ်ပေါ့နော်အဲ့တော့ဟိုကိုယ့်ရတော့ဗီဒီယိုတွေကကောင်းတယ်အင်္ဂလိပ်စကားနားထောင်လို့ကောင်းတယ်ဟာလေဒီဗီဒီယိုတော့မစိုးမိုက်တွေပါအဲ့ဒါနဲ့ချမ်းကဘာလုပ်လဲဆိုတော့ TikTok မှာသွားတင်လိုက် အဲ့ချိန်မှာချက်စိတ်ထဲမှာ blogger ဖြစ်ချင်နေပြီလုံးဝဟိုဟိုသူများရဲ့လို့ဘလို content အဲ့တော့ content နေပါလဲဆိုတာမသိဘူး content ဆိုတာဘာမှတော့ချမ်းမသိဘူး content ရေးတာတို့ဘာတွေအဲ့လိုမျိုးချမ်းတော့မသိဘူးပြီးတော့ video editing အဲ့တကူအစိတ်ထဲမှာဖြစ်ရပါတော့ channel video editing လေးဆိုတာ content ဆိုရင်ကြားတော့မကြားဘူးအဲ့တော့ဒီနောက်ပိုင်းမှသာတဖြည်းဖြည်းကြားဘူးလားပေါ့တော့ဆိုတော့အဲ့တော့ကိုရိုက်ထားတဲ့ video တွေပေါ့နော် TikTok မှာသွားတင် လေသူကသူရိုက်ရမရဘူးအဲ့လိုစိတ်နေပေါ့နော်အဲ့တော့ TikTok မှာသွားတင်လိုက်ကဲကောင်းချင်တော့ chain chain ရဲ့အာဗီဒီယိုက TikTok မှာအရင်သွားပေါက်တာကွာအဲ TikTok မှာသွားပေါက်တယ်အဲ့မှာဆက်ပြီးတော့ chain ကအဲ့ပေါက်နေတဲ့အချိန်မှာ chain ကလက်မဟိုဆက်ပြီးတော့ဗီဒီယိုတင်တာကိုဆက်လုပ်လိုက်တာအဲ့မှာဟိုဟိုကဖြစ်သွားတာပေါ့ viral ဖြစ်ပြီးတော့ chain ဗီဒီယိုတွေကပေါက်သွားအဲ့အဲ့ကနေဆက်ပြီးတော့မှဒါတဖြည်းဖြည်းနဲ့ account ထဲပို့ပြီးတော့ follow ရလာတာပေါ့အဲလိုမျိုးလေးပေါ့နော်အဲ့တော့ဟို channel ပြောချင်တာက ဟိုအင်္ဂလိပ်စာလေ့လာတာပဲဖြစ်ဖြစ်ရပြီးတော့ဒီ vlog နဲ့ပတ်သက်တာပဲဖြစ်ဖြစ်ပေါ့နော်အဓိက consistency ပေါ့နော်အဆက်မပြတ်လှုပ်ဆောင်မှုတစ်ခုရှိမှပြီးတော့အဆက်မပြတ်လှုပ်ဆောင်မှုဆိုတာလေဒီ Facebook တွေ TikTok တွေကကြတော့ကိုဗီဒီယိုတစ်ခုပောက်သွားပြီဆိုလို့ရှိရင်အဲပောက်သွားတဲ့အချိန်ကနေပြီးတော့ချက်ချင်းဆက် live လုပ်ဖို့လိုတယ်ပေါ့နော်အဲ့လိုအဲ့လိုအင်္ဂလိပ်စကားပြောတဲ့ဗီဒီယိုတွေအဲ့မှာ senior blogger ကြီးတွေ့ပါဥပမာဟို မဖြူဖြူအောင်လို့ကိုတီတီဘာမီစပလော့တို့ဒါတို့ကအဲ့တော့ချမ်းတည်တာအဲ့လောက်ပဲတို့ကစီးနေရကွာအဲ့တော့ဩပြီးတော့တခြားခီးသွားဘလော့ဂါတချို့လည်းတွေ့ပါတယ်အဲ့ဆိုတော့ငါမြန်မာပြည်မှာဘလော့ဂါလိုင်းချဲရတာနေတဲ့နေရာကဘာမှမဟုတ်တာကွာတိလားချဲရန်ကုန်တိုင်းစစ်ကြီးခဏောင်တို့စစ်ကြီးခဏောင်တို့မှာနေတယ်ဒါမဲ့ဟိုကိုနေတဲ့နေရာတည်းကလာဘာမှမဟုတ်တာကိုယ့်ရဲ့အတွေးတွေထဲမှာဟိုအကြီးကြီးတွေအများကြီးတွေတွေးတာချဲအဲ့လိုတွေးလဲတွေးရဲတယ်ကွာတက်တည်လဲရှိအဲ့တော့ဘာတွေးလဲဆိုတော့ အာငါ blogger လို့နော်ငါသူများလို့တူချင်းအဲ့လိုမျိုးတဲ့အဲ့တော့ဟိုကြီးကြီးတွေတွေ့ရပေါ့နော်ပြောမယ်ဆိုလို့ရှိရင်အဲကြီးကြီးတွေတွေ့တယ်ငါ blogger လို့ရင်ငါသူများနဲ့မတူချင်းငါတမူထူးခြားနေရအဲ့တော့မြန်မာပြည်မှာဟိုမြန်မာပြည်မှာအကုန်လုံးကရိုးရိုးဟိုမြန်မာစကားပြောပြီးတော့ရိုးရိုး blog လေးလောက်ကြရဲဒါပေမဲ့ငါအချဲရဲ့အရင်တော့ vlog လေးတွေကိုဟိုတွေးလို့ရှိရင်ဒါတိမာပါဟိုမြန်မာပြည်မှာအဲ့လို vlog တုတ်တာ ရှားပါတယ်အဲ main ကလေးတွေမှာလေဒီ ဖြစ်ကိုဖြစ်ရငါအောင်မြင်တဲ့ဘလော့ဂါတယောက်ဖြစ်ကိုဖြစ်ရဒါပဲတည်ဒါမဲ့အောင်မြင်တဲ့ဘလော့ဂါတယောက်ဖြစ်ကိုဖြစ်ရမယ်ဆိုပေမဲ့ဟိုလူတွေအားပေးတာအာငါငါ့ကိုလိုက်တယ်လည်းမပေးဘူးလို့ငါဘယ်သူမှလည်းမကြည့်ဘူးအဲ့စိတ်ကလည်းမရှိဘူးနော်ဆက်စားချင်းမှာဘယ်သူမှတကယ်မကြည့်ဘူးချမ်းလားဇွတ်တင်နေတည်ရမှာကြည့်မဲ့လူတွေကမရှိဘူးလူတွေကလည်းလိုက်မပေးအဲ့ဆိုတော့လေဒါမဲ့ဟိုကပြန်ကြည့်လိုက်အာဘလိုလေးလည်းမကြည့်ဘူးတလားတကယ်တော့မှဟိုဆက်စားချင်းလုပ်ခဲ့တာဆိုတော့လေဗီဒီယို editing ကလည်းမတက် ဟိုဟိုဖြက်ဒီဖြက်ဟိုညက်ဒီညက်လေးလှုပ်ထားတာကွာပြီးတော့ရင် music background ကိုလည်းလှုပ်ချင်တာလည်းလှုပ်ထားတာသိရမလားဆိုတော့ဒါမဲ့ဟိုကိုတီးတလောက်တက်တလောက်ကနေစခဲ့တာအဓိကစတင်မှုသိရမလားကိုတီးတလောက်တက်တလောက်ကနေစပြီးတော့မှအော်ငါကတော့ငါကတော့ဒီအရာကိုအမ်ဒါတနေ့ကျရင်ဖြစ်ကိုဖြစ်ရမယ်ဘူးမှအာမပီလည်းကိစ္စဖြစ်အဲ့အဲ့အဲ့ခေါင်းနဲ့ဟိုရှိဘူးမရှိဘူးဒါမဲ့ဟိုစတင်ခြင်းကအရေးကြီးပြီးတော့နောက်ပိုင်းဟိုအဆက်မပြတ်လှုပ်သွားဖို့ကလည်းအရေးကြီးရယ်ဆိုတဲ့အကြောင်းအချက်ပြောခြင်းလာအဲ့အဲ့နဲ့ပြီးတော့ သူများနဲ့မတူချင်ဘူးဆိုတော့အတွေးကချမ်းကိုဖြစ်เสียကွာအဓိကအဲ့ဒါပဲငါသူများနဲ့မတူချင်ဘူးအဲ့ဒီဟာကချမ်းဆိုတော့အဲချမ်းဆိုတဲ့နာမည်တခုကိုဒီအများကိုတည်စေတယ်လို့ပဲချမ်းကတော့ထင်တာပဲပေါ့နော်အဲအဲ့လိုမျိုးလေးပေါ့အဲတော့ချမ်းရဲ့စိတ်ထဲမှာ အဲသူများနဲ့မတူချင်းဆိုပြမှာအဲ့လိုအင်္ဂလိပ်စာရင်းနဲ့ vlog ကြီးလုပ်မယ်ဆိုပြမှာဆက်လုပ်တယ်အဲ့ချိန်မှာအင်္ဂလိပ်စာကမပြောတတ်မပြောတတ်ဆိုတော့ vlog တပုတ်ရဖို့တာမန် edit လိုက်လို့3 4 6နိုင်နဲ့ပြီးရဆိုလို့ရှိရင်ချက်အင်္ဂလိပ်စာတွေကိုတေးတေးချာချာကျက်ပြီးမှတ်ပြီးပြက်ပြောရတာနဲ့ vlog တပုတ်ရဖို့2ရက်လောက်အချိန်ယူရတယ်ပေါ့နော်ဒါဟိုပြောရမယ်ဆိုလို့ရှိရင်ဟိုအဲစူးစမ်းအားထုတ်မှုဆိုပြမှာချက်လာအခုပြောချင်တယ်အဲ တကယ်လို့သာချက်အင်္ဂလိပ်လိုပြောချင်ရင်ညီမလိုပြောလိုက်လေဘလော့တစ်ခုကရပါမယ်ဒါပေမဲ့ချက်အင်္ဂလိပ်လိုပြောချင်တယ်သူများနဲ့မတူချင်တာဖြစ်တဲ့ကြောင့်မို့လို့အချိန်ပေးတော့နှစ်ရက်အဲသူများကတစ်ရက်နဲ့စူးစမ်းတဲ့အရာကိုချက်နှစ်ရက်နဲ့လုပ်ရတယ်ကွာအဲအဓိကအဲ့ဇွဲလေးတော့ရှိတာပေါ့သိရမလားအဲ့တော့ဘယ်အရာလို့လို့အဲ့လိုမျိုးဟိုစူးစမ်းအားလုံးကကို့အခြေအနေပေါ်မူတည်ပြီးတော့သူများထက် အမှန်ရသူများနဲ့ရှင်းစရာတော့မလိုပါဘူးကိုပြစ်ချင်တာလေးကိုဖြစ်မြအောင်လုပ်လိုက်တာပါအဓိကတော့အဲ့ဒါပါပဲဒါမဲ့ဟိုပြန်ကြည့်လိုက်လို့ရှင်တော့သူများတရက်ထဲနဲ့တော့ချေနှင်းရက်နဲ့ပို့ချိန်ပေးရတယ်ဘာဆိုအဲ့အင်္ဂလိပ်စာတွေပြီးရင်နောက်တစ်ခုတတိထားရတာချေအင်္ဂလိပ်လိုပြောရတာဖြစ်တဲ့ကြောင့်လို့အဲဟို grammar တွေမှားမှာပြီးရင်စလုံးပေါင်းတွေအသက်ထောက်မှားမှာအရန်ကယူဆိုင်ရဒါကမှားသွားရရှိရင်ဗီဒီယိုတဘလုံးအပ်တစ်ပြီးတော့မှဟုတ် dictionary ထဲမှာအတန်းထွက်သွားကြည့်တော့ငါငါဒီစကားလုံးကြီးပြောမှားနေတယ်ဟာဆိုအစအနေနဲ့အဲ့ဗီဒီယိုစိတ်ထားတာကွာ ဲ့တော့အိုက်မားလေးနဲ့နေရာဓာတ်ရှာကိုတော့ပြန်ပြင်ရတယ်ပေါ့နော်အဲအဲ့လိုမျိုးလေးတွေတော့ရှိပါတယ်ဆိုတော့ဟိုအဓိက passionate ဟိုယူသွတ်တဲ့စိတ်ပြင်းပြတဲ့စိတ်ဖြစ်ချင်တဲ့စိတ်တွေများလာတယ်ဆိုလို့ရှိရင်ကိုဖြစ်ချင်တဲ့အရာကိုဖြစ်မြောက်သွားစေတယ်ကိုမတိလိုက်တဲ့အချိန်အတွင်းမှာပဲကိုမတိလိုက်တဲ့အချိန်အတွင်းမှာပဲကိုရဲ့စိတ်ကကိုကိုခိုင်းသွားတယ်ပေါ့နော်အဲအဓိကအဲ့ဒါအဲ့တော့အခုဒီတင်တန်းမှာရှိနေတဲ့လူတွေအနေနဲ့လေဒါ ဒီ Facebook တွေ YouTube တွေနဲ့ content creation ပိုင်းနဲ့ပတ်သက်ပြီးတော့တက်နေကြတယ်ပေါ့နော်အဲဒါပေမဲ့ကိုကိုစိတ်ထဲမှာရိုးရိုးလေးငါ Facebook ကနေပတ်စံရှာမယ် YouTube ကနေပတ်စံရှာမယ်ဥမာတချို့ရေဆိုငါ vlogger လုပ်မယ်အဲ့လိုမျိုးတာမန်ရိုးရိုးလေးပဲတွေးထားရင်တာမန်ရိုးရိုးလေးပဲဖြစ်လာမယ်ပေါ့နော်အဓိကကဟိုဖြစ်ချင်တဲ့စိတ်အများကြီးနဲ့ဟိုပြင်းပြနေတဲ့စိတ်နဲ့ passionate ဖြစ်နေပြီဆိုရင်တေချာအဲ့လူတယောက်ကအချိန်အနည်းနဲ့ အာအနှင်းနဲ့အမြင်ပေါ်မူတည်ပြီးတော့ဖြစ်လာမယ်လို့တော့ချဲအဲဒါယုံကြည်ရေပေါ့နော်အဲအဲ့လိုမျိုးနေပေါ့ဒါအင်္ဂလိပ်စာလေ့လာတာကတော့တိတ်ပြီးတော့မခက်ခဲပါဘူးအာနေ့စဉ်ပုံမှန်လေ့လာရဲအခုခေတ်ကဘလို့လေ့လာတယ်လို့ချဲအောင်တော့မင်းဆရာမလို့ကွာ ChatGPT တွေ AI တွေပေါ်ပေါ်လို့နေဘလို့လေ့လာမလဲလို့သူတို့မေးပြီးတော့သူတို့နဲ့လည်းနေ့စဉ်လေ့လာလို့ရနေရပဲဆိုတော့တိုးတက်နေတဲ့ခေတ်ကြီးမှာဟိုဘလို့လေ့လာမလဲလို့ချဲအောင် comment တွေလာလာမေးကြတယ် အဲ့လိုမျိုးဆိုလို့ရှိရင်ခေတ်ကလည်းအခောက်ပေါင်းတစ်ထောင်လောက်ဖြစ်နေသူတော့ဟိုအဓိက fashion line ဖြစ်သွားလို့ရှိရင်ဘယ်လိုလေးလာရမလဲလို့မေးစရာတော့မဟုတ်တော့သူကလည်းသူမြင်လာအကုန်လေးလာပြီးတော့မှတတင်းနေတဲ့အချိန်ကျရင်တက်သွားမှာပဲဒါမဲ့ဟို great things take time ပေါ့နော်ကြီးမားတဲ့အရာတွေကအချိန်တော့တခုတော့ယူတာပေါ့အာဟိုဘာလဲအစကားတစ်ခုပြောတတ်ဖို့ဆိုတော့ခလေးဆိုနှစ်နှစ်သုံးနှစ်အဲ့အဲ့လိုကြာရင်ချဲလုံးလည်းအဲ့လိုပဲ ဘာသာစကားတစ်ခုပြောတတ်ဖို့ဆိုခလေးမဟုတ်တော့လူကြီးရွယ်ရောက်မှတိနေတဲ့အရွယ်ကြီးရောက်မှပြန်လေးလာတာဖြစ်ကြောင်းလို့နည်းနည်းတော့ချိန်တော်ယူရတာပေါ့အဲ့လို၃နှစ်၄နှစ်အဲ့လိုမျိုးတော့အချိန်တော်ယူရပြီးတော့ဘာသာစကားတစ်ခုရယ်လို့မှမဟုတ်ကိုလှုပ်ချင်တဲ့အရာတစ်ခုကအဲတိဆောက်ရမယ့်ရာတခုကကြီးမားနေရဆိုလို့ရှိရင်တကယ်ကြီးမားတဲ့အချိန်တခုတော့ပြန်ပေးရတယ်အဲ့မှာလက်လျှော့ပြီးတော့တည်ရမလား။အော်ငါဒီလောက်ထိလှုပ်လာပြီးပြီငါခုလောက်ထိမရသေးပါလားဆိုပြီးတော့လက်လျှော့လိုက်ရင်လက်လျှော့လိုက်ရင် ိုရှိတာဟိုမှာကိုကဒီမှာရက်လိုက်လို့ရှိရင်ဒီမှာဒီနားမှာပဲရှိနေမှာကွာဆိုတော့ကိုကအမြန်အမြန်သွားနေဖို့လိုတယ်တပဲနေပဲချိန်ရောက်မလဲတော့တိတိကျကျတော့မပြောတတ်ဘူးဒါမဲ့ဒါမဲ့ passionate ဖြစ်တဲ့လူက passionate ဖြစ်တဲ့လူကအရေးယူတဲ့လူကဘယ်နည်းတိတိကျကျရောက်မလဲဆိုတာသူသိတယ်သူသိတယ်ကွာဆိုတော့သူလေ့လာထားမှာမဟုတ်လို့လေသိရမလားအဲ့တော့အင်္ဂလိပ်စကားပြောတတ်ဖို့ဆိုရင်အများဆုံးချိန်ဘယ်လောက်ယူရမလဲသူအချိန်တွေမှာဘယ်လိုလုပ်မလဲပြီးတော့ဒီ social media ကပတ်သက်ရှာခြင်းနဲ့အချိန်ဘယ်လောက်ယူရ ါမလဲအဲ့ဒီအချိန်တော့သူဘယ်လိုမျိုး consistency တွေနဲ့နေနေအဲ့ဒါပေါ်ကမျိုးတည်ပြီးတော့အဲသူတည်တယ်ကွာအဲအဲ့လိုဆိုတော့အဓိကတော့ပြောချင်တာအဆက်ချတင်တာပဲဖြစ်ဖြစ်ဘလော့ဂါလုပ်ချင်တာပဲဖြစ်ဖြစ်အဓိကတော့ပထမတစ်ခုကစတင်အဲခုကဘာနဲ့ပဲရှိရှိစတင်ဟို ခုံးတစ်လုံးပဲရှိလေစတင်စတင်ပြီးလို့စတင်ပြီးသွားတာနဲ့မပြီးစတင်ပြီး consistency ပေါ့နော်အစင်စက်မပြတ်လှုပ်ဆောင်မှုအဲ့ဒါရှိဖို့လိုတယ် အဲ့တော့ဟိုကောက်ရိုးမီရေတုံးငစရိုင်းဖြစ်လို့တော့မရဘူးပေါ့အခုခုငစရိုင်းဖြစ်မယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့နေရာတော့ရောက်မှာမဟုတ်အများနဲ့ဒုလစီသွားနေလို့တော့အဲလိုအပ်တာပေါ့အဲချင်းကတော့အဲ့လိုမျိုးလေးစတင်ခဲ့တာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့သူ့လိုပြပြပေးတာဖြစ်တဲ့အတွက်အကြီးစုပြရွေးတင်ပါနဲ့ကျွန်တော်ကြတော့လေဆက်လုံးတွေကတစ်ဖက်ကပြောတဲ့ခါကြလို့ရှိရင်ဒါလဲတယ်အားလေးလာတဲ့ခါကြတော့လေဒါပေမဲ့ကိုကိုမပြောလေးပြောထားမရှိတဲ့ခါကြတော့ ပြောလိုက်တဲ့စကားကိုပြန်ပြောဖို့ကအာငါပြောလိုက်ရင်ပဲမားသွားမလို့မသိဘူး။ငါပြောလိုက်ရင်မားသွားရင်ရှစ်စရာကြီးရှစ်စရာကြီးပေါ့နော်။ကိုကလည်းအသက်အသက်လည်းအဲကြီးလာပြီဆိုတော့စတင်တာတက်မယ်ဆိုရင်လည်းရှစ်တာပေါ့နော်။အဲအသက်လည်း30ကျော်40နီးပါးရပြီဆိုတော့အဲကိုကိုကိုစိတ်အားငယ်ပြီးတော့ပေါ့နော်။အမတော်တော်များများလည်းငါတို့အခုပဲကောင်းကောင်းလိုအပ်လာပြီးတော့ တကယ်တန်းကြီးလာတဲ့ခါကျတော့တကယ်အင်္ဂလိပ်တွေနဲ့တင်ရတဲ့ခါကျတော့အဲ့မှာဆရာတယ်လေဆိုတော့ထိုင်းလိုထွက်သွားသေးလားထိုင်းမနေတာများတော့ထိုင်းထိုင်းစကားလေးရိုးရိုးကြီးပါသွားအဲ့ဒါဆရာမကြိုက်ဘူးအာ तू ကလူမျိုးစပွဲ ကိုကတအားရှက်သွားတယ်ကြောက်လဲကြောက်သွားအဲ့အဲ့ဒီကတည်းကနေကိုကအင်္ဂလိပ်စပီကာဆိုလောဘကိုမလေ့လာတော့တာအဲ့အဲ့ဒီပိုင်းဆောင်အဲ့ဒီကိုနော်အခုမှဆက်တင်တာတက်ပြီးမှအဲအခုအင်္ဂါတစ်ခုနဲ့ရက်တည်ပြီးမှတချို့နေရာလေးမှာအခု live chat တွေပါပြီးပြောတဲ့ခါကျတော့ဒီ web meeting တွေပါပြီးပြောရမယ်နေသားတွေရောက်လာပြီဗျာအဲရိုးရိုးစာနဲ့ပြောရမယ်ဆိုကျွန်တော်ဆင်ပြေတယ်အကုန်လုံး contact ဖြစ်တယ်ပေါ့နော်အကုန်လုံးလောဘ confirm ဖြစ်တယ်အဲအခု web meeting တွေတကယ်ပြီးတော့မနေလဲလိုက်ပါခဲ့ငါတယောက်တည်းတော့ငါမသွား ဆရာမပြောလို့မပြောဘဲလိလာတယ်လိပဲလိလာတယ်စစ်သုံးမဖြစ်ဘူးပေါ့အဲစကားကိုပြောတဲ့အနေရောက်နေတာပေါ့နော်ဆရာမချာခုလိုမျိုးပြောပြပေးလိုက်တာအရင်ပဲကျေးဇူးတင်ပါတယ်ခင်ဗျတွေ့ရတာလည်းအရင်ပဲဝမ်းသာပါတယ်ခင်ဗျဆရာဆုမေထုံးကလည်းတကယ်ပဲကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါအဲဆရာမချန်လည်းကျေးဇူးတင်ပါတယ်မေးမြန်းပေးတဲ့ဆရာလွန်ဆောင်လည်းကျေးဇူးပါတွေ့ယူသူမှုနဲ့ပြင်းပြမှုပေါ့နော်အမိုက်မြေမြေယူသူမှာပဲ တက်မှာပါเนาะပညာတခုလားလို့อืมโอเคပါကဲခုမင်းကိုထားအောင်မေးမေးမေးပါရပါတယ်ဒီမှာလေးစပီကာဆီယမအနေနဲ့လာတော့ဟယ်လိုမြင့်ဖြစ်ဟုတ်ဆီယမင်္ဂလာပါမင်္ဂလာပါခင်ဗျာ channel မင်္ဂလာပါလို့โอเคโอเคမောင်ကျောင်းပါလေဒီအဲ YouTube လို့ပါတော့ Facebook လို့ပါအဲ YouTube လို့ပါလေပြတ်ဒီမှာရောအဲ monetization နဲ့ပတ်သက်ပြီးတော့သိချင်လို့လေအဲ့ဒါလေးကြတော့ဘယ်လိုမျိုးထိုင်ခဲ့တာလဲပြီးတော့ ဟုတ်ဟုတ်အဲဟုတ်အဲအခုဆိုလို့ရှိရင်ချင်း YouTube က239ပြန်ပြီး run လိုက်တာလဲဆိုလူငယ်တဲ့လူငယ်တဲ့ဟိုဟာချမ်းထိုင်းကိုသွားတော့လူငယ်တဲ့ကြေကလေးလာပိုင်းမနစ်ကလေးလာပိုင်းမှာချင်း YouTube ပြန်တော့ကွာအဲ့ဒီမနစ်ကလေးလာပိုင်းဒီကိုချမ်းတောက်လျှောက်ကို YouTube မှာဗာဗီယူမှမတင်ဘူးတင်တော့မှတလားမှာတဘုတ်ကောက်တင်လိုက်တယ် Facebook မှာလောက်ထားပြီးတဲ့ဗီဒီယိုတလားမှာတဘုတ်မမတင်လဲမတင်တော့ဘောအဲ့လိုမျိုးရှောက်တင်တာအဲ့ဆို YouTube မှာ subscriber မရှိဘူးဒါပေမဲ့ ဟိုထားရောက်သွားတော့ထိုင်းမှာအတိရဲ့အကိုတွေကချဲအောင်ပါပြောဒါပေမဲ့ subscribe မရှိဘူးဆိုရင်နည်းနည်းတော့ရှိရပါဘော။ကင်းနဲ့ချီအောင်လို့တော့ရှိရကွာ။ဟို watch hour တွေပြီးတော့ဒီဟိုဟာ subscriber ပြည့်ရမယ်ဆိုတော့ပြည့်တော့ပြည့်နေပြီ။ဒါပေမဲ့အချင်းကမလုပ်ဘူး။ဗီဒီယိုမတင်တော့ပတ်စံလည်းမလျှောက်သေးဘူးဆိုပြီးတော့ဒါပြည့်ထားအ YouTube ကြီးကို။အဲ့ဆိုအချင်းကသူကဘာပြောလဲဆိုတော့ဟဲတဲ့ YouTube ကိုလုံးတဲ့ YouTube ကတဲ့ဟိုဟာ Facebook ထပ်ပို့ပြီးတော့ကောင်းနေ။နေတဲ့ဟိုပတ်စံပေးဒီ